ကမ္ဘာသမိုင်းကိုပြောင်းလဲနိုင်ခဲ့တဲ့သမနာလိန်ကွန်ဘာရီပြောခဲ့လေဒီနေ့ကျွန်မပြောပြသွားမယ့်အကြောင်းညာကတော့တေးတသက်မှာတခါကြားမှုယုံနဲ့တသက်လုံးမှတ်ကိုမမိသွားမယ့်စကားကြီးသုံးခုကိုပြောပြပေးသွားမှာပါဒီဗီဒီယိုကိုကြည့်နေတဲ့သူဟာတကုတ်ကုတ်ကိုလှုပ်ဖို့နှောင့်နှေးနေတာသုံးပြချက်မချနိုင်လမ်းပြောင်းနေတာစိတ်ထဲကြာနေတာစားရပြဿနာတွေကြုံတွေ့နေရတယ်ဆိုရင်ဒီဗီဒီယိုကိုဖြစ်နေကြည့်ရှုဖို့လိုအပ်နေပါပြီ ားလုံးသိကြတဲ့အတိုင်းတမနာလင်ကွန်ဟာအမေရိကန်နိုင်ငံရဲ့16ရာမြောက်တမနာတဦးဖြစ်တယ်လို့ကမ္ဘာသမိုင်းမှာလည်းကြော်ကြားဆုံးနဲ့ထင်ရှားဆုံးပုဂ္ဂိုလ်တဦးဖြစ်နေခဲ့ပါရင်လင်ကွန်ဖြစ်လာခြင်းချိန်တုန်းကတော့သူဟာအရှက်ကလန်ကလာမိုးဆွေမေပလက်ပြေရှင်ငုံငုံမျက်နှာကိုပိုင်ဆိုင်ထားတဲ့မထင်မရှားရှိနေလေးတဦးဖြစ်ပါရင်သူအနေနဲ့ကတော့ဖြစ်ကျင်တဲ့အရာကိုသာလက်ခံထားရင်တနည်းနည်းတစ်ချိန်ချိန်မှာဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့အယူကိုလက်ခံထားတာကြောင့်သူလိုမျိုးမထင်မရှားပုံကိုတူအောင်အမေရိကန်သမိုင်းမှာထင်ရှားဆုံးသမ္မတတူဖြစ်လာခဲ့ရပါတယ် သူဟာတာမန်တွင်စားပွားကနေဖြတ်တန်းလာခဲ့ရတာဖြစ်လို့လူငယ်လေးဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတွေအခက်အခဲတွေရုံးထွက်နိုင်တဲ့ပြဿနာတွေနဲ့မစိမ့်နေခဲ့သူတူလို့ပြောရမှာပါတမရလင်ကုံကပြောခဲ့ပါရင်ကျွန်တော်ရတာဟာမငိုနိုင်လို့ပါဗျာတဲ့သူနေနေကတော့လူငယ်တရားဖြစ်လာပြီဆိုရင်ပေးလာတဲ့လောကဓာတ်ရိုက်ခတ်မှုတွေကိုရှီမောချင်းဖြင့်ဆုံးသက်ဖို့ကိုသာတင် जा ပေးခဲ့ပါတယ်။သူကနိုင်ငံရေးနဲ့ပတ်သက်လာရင်လည်းအင်မတန်မှစီးစနစ်ကောင်းသလောက်သူကိုယ်တိုင်ကလည်းလူငယ်တွေရဲ့စံပြပုဂ္ဂိုလ်ဖြစ်စေခဲ့ပါတယ်။ သူအနေနဲ့ကတော့လူတရားဖြစ်လာပြီဆိုတာနဲ့ဒီချက်သုံးချက်ကိုလက်ကင်ကျင့်သုံးရပါမယ်တဲ့နံပါတ်၁ကိုဟာဘာဖြစ်နေဖြစ်နေလူကောင်းတရားဖြစ်အောင်တော့လို့တမနာကြီးလင်ခွင့်ရဲ့ခဲဥချက်ကတော့လူတော်လူကောင်းဆိုတာတဲ့ကဘာကြီးလို့ရှိနေတဲ့သူတွေဟာလူတော်တဲ့လူကောင်းကိုပို့ပြီးတော့လွဲနေရလို့ခံယူထားကြတာပါဘလို့ပဲဖြစ်ဖြစ်ပါတင်ဟာလူကောင်းတရားဖြစ်နေပြီဆိုတာနဲ့တင့်တွယ်ခွန်းလန်းကောင်းနေရောက်လာမယ်ဆိုတာသိကြပါရဲ့ရှင်နံမင်းချက်ကတော့တင်လဲကြတဲ့ခါတိုင်းမှာမဖြစ်မနေကိုယ့်ကိုယ်ပြန်ပြောနေတဲ့စကားတစ်ခုဖြစ်ပါရည် တစ်ချက်ကလေးချော်လဲတာပါပဲတည်သွားလို့ပြန်မထနိုင်တာမှမဟုတ်တာဆိုပြီးပြောခဲ့တာပါဒီချက်ကတော့တင့်ရဲ့မဆုစာုပ်ထဲမှာအခုချက်ချင်းချရေးဖို့တင်နေပါပြီနောက်ဆုံးချက်ကတော့တင်ကိုယ်တိုင်ရင်စိတ်နဲ့ဆိုင်နေပါရင်အဲ့ဒါကတော့အောင်မြင်ရမယ်ဟုသောတင့်တနေထန်သည့်အချားမြည်သည့်အရာထက်မစိုးပို၍အရေးကြီးကြောင်မမေ့ပါနဲ့ဆိုတဲ့မိကုံးမေးဖြစ်ပါရင်ကျမတို့အားလုံးဟာအောင်မြင်ခြင်းနေဆိုရင်အောင်မြင်ခြင်းလိုက်တာလို့ထိုင်အောင်နေုံနဲ့ကိုချမဲ့ထားတဲ့ပန်းနိုင်ကိုရောက်လာမှာမဟုတ်ပါဘူး တနေ့တလဲမဲဖြစ်ဖြစ်တနေ့ဆက်လဲမဲဖြစ်ဖြစ်လမ်းနေတွေတင်ရပေသောကမှကြာရှုံးမှာမဟုတ်တလို့အာမီမှုကလည်းတစ်ချိန်ချင်းမှာစုခိုးနိုင်မည်ဆိုတာသိကြပါရယ်။ဒါကြောင့်အာမီရမင်းဆိုတဲ့ဒိဋ္ဌံကိုသိသိပေါင်းချမှတ်ထားပါ။ဒီနေ့ပြပြသွားရင်အချက်တွေကြောင့်နားထောင်နေကြတဲ့လူကြီးမင်းတို့လည်းတခုခုရရှိသွားလိမ့်မယ်လို့ယုံကြည်ပါရယ်ရှင်။အခုလိုမျိုးဘုဒ္ဓတဆိုင်ရာ ိတ်ဖြည့်ဆည်းမှုတွေပေးနိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့မိပါနဲ့ဟုတ်ရှင်။နောက်ပြီးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ဒီနေ့တော့တောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေပါစေလို့ကျမတို့ရဲ့ channel လေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးပို့သရင်းနေပဲအခုအစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။